င်္ဂလာပါရှင်။ဖားဆောင်မေဆေရှာတော်အပါဝဲမြို့နယ်63မြို့နယ်ကိုအရေးပေါ်အခြေအနေသုံးလထမှန်တက်တန်တိုးတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ခရနေပြည်နယ်ရှာတော်မြို့နယ်မေဆေမြို့နယ်နဲ့ဖားဆောင်မြို့နယ်အပါဝဲမြို့နယ်ပေါင်း63ခုကိုအရေးပေါ်အခြေအနေအပြည့်သုံးလထမှန်တက်တန်တိုးတယ်လို့စစ်တပ်ကကြေညာထားပါတယ်။ အဆိုပါမြို့နယ်63ခုကိုစစ်တပ်ကပြီးခဲ့တဲ့ဇွန်လ31ရက်နေ့မှာရှက်ပေါင်း60အရေးပေါ်အခြေအနေအဖြစ်ကျင်းညာခက်ဒီမှာတက်တန်ပြီးမြောက်ပြီးဖြစ်တဲ့အတွက်ထပ်မံတက်တန်တိုးလိုက်တာဖြစ်ပါတယ်။စစ်ကောင်စီကအရေးပေါ်အခြေအနေကျင်းညာထားတဲ့ခရနီပြည်နယ်ထဲမှာရှိတဲ့ရှားတော်မြို့နယ်ကိုပြီးခဲ့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာခရနီတော်လှန်ရေးတပ်ပေါင်းစုကအပိတက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တဲ့မြို့ဖြစ်ပါတယ်။ မြန်မာထိုင်းနယ်စပ်မှာရှိတဲ့မဲဆဲမြို့နယ်ကိုလည်း2023ခုနှစ်စွန်လ24ရက်နေ့မှာခရနီတော်လိုင်းတပ်ပေါင်းစုက အပိတက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးလက်ရှိမှာစစ်ကောင်စီကင်းစင်နေမြေဖြစ်ပါတယ်။ဖားဆောင်မြို့မှာကျန်ရှိတဲ့ခလာယာတစ်တုံလေးတပ်စခန်းကို2025ခုနှစ်စွန်လ30ရက်နေ့မှာခရနီတော်လိုင်းတပ်ပေါင်းစုကအပိတက်သိမ်းပိုင်နိုင်ခဲ့ပြီးလက်နက်ခဲယံအများအပြားနဲ့စစ်တုပ်ပန်းတွေတင်းစီရာမီကာ စက်ကောင်စီလေရင်သက်စီပြက်ကြပြက်စီခဲ့ပါတယ်အဆိုပါအရေးပေါ်အခြေအနေကြေညာခဲ့တဲ့မြို့နယ်တွေကစစ်တပ်ကလက်လွတ်လိုက်ရတဲ့မြို့နယ်တွေအပါအဝင်တော်လိုင်းရေးတပ်ဖွဲ့ဝင်တွေစိုးမိုးထားတဲ့မြို့နယ်တွေဖြစ်ပြီးမြို့နယ်တချို့ကတည်းကစစ်တပ်ကပြန်လည်ထိန်းချုပ်ထားခြင်းဖြစ်ပါတယ်။ စစ်တပ်ကနိုင်ငံရေးထွက်ပေါက်ရရှိဖို့သူတို့ဥဆောင်ကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတစ်ကိုလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပပြီးခရနီပြည်နယ်၊လွိုင်ကုံမြို့နယ်နဲ့ဘောလကဲမြို့နယ်အပါအဝင်မြို့နယ်ပေါင်းတရနှစ်ခုတွင်ပြုလုပ်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဒါအပြင်ရွေးကောက်ပွဲအပိုင်းနဲ့ကို2026ခုနှစ်စံတော်လ17ရက်နေ့မှာဒီမိုးဆိုမြို့နယ်နဲ့ဖရူဆိုမြို့နယ်အပါအဝင်မြို့နယ်ပေါင်းတရမှာထပ်မံကျင်းပမှာဖြစ်တယ်လို့ဆိုထားပါတယ်။ အဲ့ဒီလိုကြင်ညာထားပေမဲ့လည်းလက်ရှိမှာခရနီပြင်းနေလွိုက်ကောအရှိဖဲချန်းဒီမော့ဆိုဖရူဆိုပေါ်လက်ခဲရှန်းခရနီနဲ့ဆန်ဖဲကွန်မြို့နယ်တို့မှာစစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့တို့အကြားထိတွေ့တိုက်ပွဲတွေဖြစ်ပွားလည်းရှိပါတယ်ရှင်။